အားလုံးပဲမင်္ဂလာပါကျွန်တော် KCP ဖြစ်ပါတယ်ဒီကနေ့ကကြတော့ Advanced Server အကြောင်းနည်းနည်းလေးပြပြမယ် Advanced Server မှာအခုလိုမျိုး label ကိုပြန်တက်ပြီးတော့ movement speed တိုးပေးနိုင်တဲ့ battlefield adjustment တွေရယ်ပြီးလို့ရှိရင်ဂိုးကားတွေစီကရတဲ့ extra ဂိုးတွေကိုလည်းရွှတ်ချလိုက်တယ်အဲ့ဒီအပေါ်မှာမှဂိုးလိန်ရောဂျန်ဂလာတွေရောရဲ့ farming ပုံစံတွေကပါတိတိတသာ ပြောင်းလဲသွားနိုင်တယ်ဒီတော့ဒီ update က ကွန်ဖန်ကတော့မဖြစ်သေးဘူးတကယ်လို့ဖြစ်သွားတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိ impact များသွားနိုင်မလဲဆိုတာဒီကနေ့နည်းနည်းလေးပြောကြမယ်ပထမဆုံးအနေနဲ့ free roaming free roaming ဆိုတဲ့ effect ကပွဲစားလို့9မိနစ်နေတာနဲ့စပြီးတော့ပေါ်တယ်သူကဘာလုပ်ပေးလဲဆိုလို့ရှိရင် ကိုယ့်ကိုလေပေါ်မှာသူပြထားတဲ့ direction အတိုင်းဆွဲခေါ်သွားတယ် drive stick နဲ့နှိပ်ပြီးကတော့ဟိုရွှေ့ဒီရွှေ့အဲ့လိုတော့သွားပြီးတော့နှိပ်လို့တော့မရဘူးပေါ့လေ ဒါပေမဲ့ဒီ effect ကတော်တော်လေးကို အရန်ရိုးရှင်းတဲ့သူပြထားတဲ့ icon ပေါ်မှာ stat 10ခုပြည့်အောင်ရက်နေပေးလိုက်အဲ့ဒါဆိုလို့ရှိရင်ရပြီအမ်ဆိုတော့တော်တော်လေးလမ်းနေပေါ့နော်သူ့မှာကထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ဂျန်ဂလာတွေရဲ့ farming ရတာတွေကပို့ပြီးတော့အဆင်ပြေနိုင်တဲ့အထူးသဖြင့်သူ့ရဲ့ direction တွေက blue buff နဲ့ red buff တွေစီကိုလုံးဝကွက်တိနီးပါးလောက်ကြတယ်ဒီတော့ဂျန်ဂလာတွေရဲ့ လမ်းကြမှာလမ်းလျှောက်တဲ့အချိန်တွေကပိုပြီးတော့နည်းလာနိုင်တယ်။အဲဒါကြောင့်မလို့အခုလိုမျိုး free roaming ကိုတုံးပြီးတော့ enemy ကို draw dive လို့လည်းရတယ်။တစ်ဖက်ကအမ်ဂျန်ဂလာကိုအဲ့လိုမျိုး free roaming နဲ့သွားတီးရမျိုးတွေပါမျိုးကြီးလောက်ထူရတယ်ပေါ့နော်။ဒီ effect ကဂျန်ဂလာတွေအပေါ်မှာတိတိတသာတောင်းလဲစီရဲ့အချက်တစ်ချက်လို့ကျွန်တော်ကတော့မြင်တယ်။နောက်ထပ်တစ်ခုကကြတော့ goal line ကနေ goal card တွေရဲ့ extra goal ပမာဏကိုလျှော့ချလိုက်တယ် ဒါကကြတော့ဂိုးလိမ်မက်တာတစ်ခုကို အထိုက်အလျောက်ပြောင်းလဲစေနိုင်တယ်။အဲဒါကြောင့်မလို့ဂိုးလိမ်တွေရဲ့ farming pattern တွေကလည်းပြောင်းလဲသွားနိုင်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဂိုးကားတွေစီကရတဲ့ဂိုးပမာဏကိုရွှဲချလိုက်တယ်ဆိုပေမဲ့ဂိုးခရပ်တွေစီကရတဲ့ဂိုးကတော်တော်လေးကို များတယ်။ဒီတော့လိမ်ပေါ်မှာမီနီယံတွေကို farming ပဲလုပ်ရတာမျိုးမဟုတ်ဘဲနဲ့ဂိုးခရပ်ဘတယ်တွေကလည်းပို့ပြီးတော့ဂိုးလိမ်နာတွေကြားမှာ ဓာတ်ထပ်ပို့ပြီးတော့ပြန်ဆိုင်မှု ပြင်းထန်လာနိုင်တဲ့အဲဆိုတော့အဲ့ဒါလေးကတော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတယ်ပေါ့လေအခုတောင်မှ goal crack ပတရား goal line နေကြားထဲမှာတော်တော်လေးကိုပြန်ဆိုင်မှုပြင်းထန်တယ်ဒါဆိုလို့ရှိရင်တော့နောက်ပိုင်းကတော့ပို့ပြီးတော့ဆိုးလာဖို့ပဲရှိတယ်ပေါ့နော်ဆိုတော့ဆက်ပြောပြမယ်အဲ့ဒါအပြင်ကိုမတ်ရဲ့တိဆောက်ပုံအရာက goal crack အနားမှာရှိနေတယ်ဆိုလို့ရှိရင် ပို့ပြီးတော့အားသာတယ်လို့အဝင်းမှာရှိလာပြီဆိုလို့ရှိရင်လည်းတစ်ဖက် goal line နာထက် ပို့ပြီးတော့ famine နောက်ကျသွားတာမျိုးတွေလည်းရှိတယ်။ Ừm yeah တော်တော်လေးကိုဂိုးလိန်ပတန်တစ်ခုကပြောင်းလဲသွားမယ်လို့လည်းမြင်တယ်ပေါ့လေ။အဲ့ဒါကြောင့်မလို့တကယ်လို့ဒါဒီ update တာရောက်လာနိုင်မယ်ဆိုလို့ရှိရင် Alligate Ganking တွေမှာ Go Crash စားဖို့ဝေးနေပြီဆိုလို့ရှိရင်တန်းတွေက roaming ပေးပြီးတော့တစ်ဖက်ဂိုးလိန်နာကိုတွေးလျှော့တာမျိုးတွေလည်းလောက်လာနိုင်တယ်။ဒီတော့ mechanic ကောင်းတဲ့ဂိုးလိန်နာတွေက ို့ပြီးတော့အဆင်ပြေလာဖို့ရှိတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့မွန်သွန်းဘက်ကနေပြီးတော့ advanced server ဖြစ်တဲ့အတွက်ကြောင့်မလို့ testing ပဲရှိနေသေးတယ်ဒါပေမဲ့တကယ်သာ ရောက်လာမယ်ဆိုလို့ရှိရင်အထူးသဖြင့် jungle နဲ့ go လိုက်နာတွေအပေါ်မှာအများကြီးတက်ရောက်မှုရှိမယ်လို့လည်းမြင်တယ်ပေါ့လေအဲ့ဒါကြောင့်မလို့ဒီ update က normal server မှာလည်းတွေ့လာနိုင်တယ် brother တို့အနေနဲ့ဒီ update ပေါ်မှာကြိုက်လားဒါမှမဟုတ် normal server ကို ရောက်စီခြင်းလား ဘလို့မြင်လဲပေါ့လေစသဖြင့်ကောမန့်မှာရေးခဲ့လို့ရတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်ဘိုင်ဘိုင်